ဒီတွဲပေါ်ကပြီးတာအခန်း၃ရဲ့တွက်စာကို တွက်အခန်းသုံးမှာတွက်စာကပုံစံကြီးမှတ်ရတာများနေတာပါတွက်စာတပုံစံနဲ့ပါပဲအဲ့ခါမှာ तू ကဒီပုံစံကြီးကိုရရဆိုရင် तू ကသူ့မေးချင်တာလေးကိုပိုင်းမေးပေးမှာပေါ့နော်ဒါပေမဲ့ပုံစံကြီးကျက်တဲ့အခါမှာစုစုပေါင်းနေပြန်မြတွေစုစုပေါင်းနေပြန်မြတွေအခါမှာပုံစံကြီးကရှုပ်ပါတယ်ဒါကြောင့်မလို့ကဗျာလေးဆက်ဆိုပြီးလိုက်တာပါကုံထွက်ဆိုတာ GU နဲ့စုစုပေါင်းက TC ဖြစ်စုစုပေါင်းပုံစံစီရေးရေး TFC လို့ပေးကြလေစုစုပေါင်းစီရင်က TBC TC မိုင်းနဲ့ TFC ဒါဆိုစုစုပေါင်းစီရင် TBC ကိုလိုချင် TC မိုင်းနဲ့ TFC TCD လို့ ျူနယ်စာပြန်ပြစရေး AC လား ACO လို့ချင်း TCO တီးပြီးတော့ဂျူနယ်စာဆိုရအိပဲပါဒါပုံသင်နည်းတီးမှာပါဒီတကြောင်းရရင်ပုံသင်နည်းတစ်ခုရမှာပါနောက်ကပြန်ပြပုံပြန်ပြပုံသင် AFC TFC ကအပေါ်နေပြီဒါဆိုရင်ပြန်ပြပုံသင် AFC ကိုလို့ချင်း TFC ကိုတီးပြီးတော့ဂျူနယ်စာပြန်ပြစရေးချင်းက ABC လား TBC ကိုဂျူနယ်စာပြန်ပြစရေးချင်းဆိုရင် ABC အဲ့ ပြန်ပြစေရှင်ရဲ့သင်္ကေတ ABC အဲ ABC ကိုလိုချင် TVC ကိုတီးပြီးတော့ Junior စာအကြောင်းမလို့ရှုပ်နေရပါပုံသေးနည်းရနော်အစွန်ထက်စေရဲ့ MC ပြောင်းလဲမီ TC ဘိုင်းလိုကျူစားမီစုစုပေါင်းစေဒေါင်းလိုက်ပါအလျားကုန်ထွက်လာဒါလေးရပြီဆိုရင်ဒီအောက်ကပုံသေးနည်းရပြီးသွားပါပြီရောလဲမရောတော့ပါဘူးဒါဆိုရင်တွက်စာနဲ့ရှင်းပြီးတော့တွက်ကြည့်ပါမယ်ဒါဆိုရင်တွက်စာဒီမှာပါဒီတပုတ်ကိုတွက်လိုက်လို့ရှင်တခန်းလုံးရပါတယ်အဲ့ဒါကိုပုံဆွဲပြရုံပါပဲတခန်းလုံးကဘယ်လိုရမှာလဲဆိုလို့ရှိရင်ဆရာတို့ကစုစုပေါင်းစေရဲ့ ကုံထွက်ဆိုတာဂျူယူနှစ်ဆိုတော့ကုံထွက်ဆိုတာဂျူယူနှစ်မလို့ကျူးလို့ပေးလိုက်နော်ကုံထွက်ဆိုတာဂျူယူနှစ်စုစုပေါင်းက DC ဖြစ်တယ်မှာစုစုပေါင်းစရိတ် DC စုစုပေါင်းစအကုံထွက်ဆိုတာဂျူယူနှစ်စုစုပေါင်းစရိတ် DC ဖြစ်စုစုပေါင်းစရိတ်ဒီစီဖြစ်စုစုပေါင်းပုံသေးစရိတ်ရေ TFC လို့ပေးကြလေး နော် TFC စုစုပေါင်းပုံသေးစရိတ်ကတခါတလေပေးတယ်ညာသွားဖြင့်ပေးတယ်မပေးဘူးဆိုရင်တုံညမှာဖြစ်တဲ့အရာတုံညမှာဖြစ်တဲ့တန်ဖိုးကစုစုပေါင်းပုံသေးစရိတ်ပဲပေးလို့ရှိရင်ရှားစရာမလိုဘူးမပေးဘူးဆိုရင်တုံညမှာဖြစ်နေတဲ့အရာစုစုပေါင်းပုံသေးစရိတ်အဲ့ဒါဒီမှာကြည့်တုံညမှာ200ဆိုရင်ဒီနေရာစုစုပေါင်းပုံသေးစရိတ်ပါပဲနောက်တစ်ခါဒီမှာတုံညမှာတုံညဒါဆိုတုံညစုစုပေါင်းပုံသေးစရိတ်တုံညမှာ200အဲ့နေရာစုစုပေါင်းပုံသေးစရိတ်ညာသွားဖြင့်ပေးပါတယ်မပေးလို့ရှိရင်သိရပါမယ်ဒါဆိုရင်ဆရာက contract ဆိုတာ GU နဲ့စုစုပေါင်းစရိတ် DC ဖြစ် ြစ်စုစုပေါင်းပုံသေးစရိတ်ရေ TFC လို့ပြီးကြလေဒီမှာပြီးသွားရင်ဒါသင်္ကေတလေးဒါဆိုကျတော့နံပါတ်1အတွက်မယ်စုစုပေါင်းဈေးရှင်ကစုစုပေါင်းဈေးရှင်က TVC စုစုပေါင်းဈေးရှင်က TVC သူ့ရဲ့သင်္ကေတက TVC TC- နဲ့ TFC သူ့ရဲ့ပုံသေးစုစုပေါင်းဈေးရှင်ကစုစုပေါင်းဈေးရှင်က TVC TC- နဲ့ TFC အဲ TC- နဲ့ TFC တော့ TC တွေကဘာလို့နှုတ် TFC ကိုနှုတ်ဒါဆိုစပြီးတွက်တော့မယ်တွက်မလို့နော် တစ်ခါလိုက်ကြည့်မယ်သမီးတို့ဒါဆိုရင်ဆရာတို့ဒီမှာတွေ့မယ်ဘာလို့တွေ့မအောင်ဆိုလို့ရှိရင်နံပါတ်1ရဲ့နံပါတ်1ရဲ့ဘသူ့ကိုတွေ့မအောင်ဆိုရင်စုစုပေါင်းစရိတ်ရှင်ဆရာကြီးလိုက်မရရတာစုစုပေါင်းစရိတ်ရှင်စုစုပေါင်းစရိတ်ရှင်စုစုပေါင်းစရိတ်ရှင် TVC လို့ပါတယ်လေစုပေါင်းစရိတ်ရှင်က TVC เนาะ TC- နဲ့ TFC TC- နဲ့ DFC ဒါဆိုရင် TC TC ရဲ့တန်ဖိုးက TC ရဲ့တန်ဖိုးက900 TC- နဲ့ DFC ဒါဆိုရင် TC မိုင်းနဲ့ TF ဒါဆို၃ညမှာစွတ်တွတ်တော်မယ်နော်၃ညမှာ၃ညမှာဘသူစသမောင်ပြန်ပြန်စရိတ်နော်အဲ तू က तू ကရောနေလို့မလို့နော် तू ကဒီမှာအစင်လိုက်တိုင်းတွတ်ထားမှာပွဲနဲ့ဟိုတစ်ခုဒီတစ်ခုရေးထားမှာလို့တို့ရဲ့အဖြေနဲ့ပြီးကမှလိုက်တိုက်လိုက်မယ်နော်ဒီအဖြေနဲ့ဒါဆိုရင်ဆရာတို့ကတစုစုပေါင်းစရိတ်ရှင်အတွက်မှာစုစုပေါင်းစရိတ်ရှင်ဆိုဒီမှာကြည့်ရမှာစုစုပေါင်းစရိတ်ရှင်နော်စုစုပေါင်းစရိတ်ရှင်တွတ်တော်မယ်ဒါဆိုရင်စုစုပေါင်းစရိတ်ရှင်က TVC စုစုပေါင်းစရိတ်ရှင်က TVC TC မိုင်းနဲ့ DFC ်လူစုပေါင်းဈေးရှင်က TPC TC မိုင်းနဲ့ TFC TC တွေကနေပေါင်းနှုတ် TFC ကိုနှုတ်ဒါဆိုရင်900အနှုတ်ဘယ်လောက်တုံးဆိုရင်200 900အနှုတ်ဘယ်လောက်တုံး200အဆုတ်ဘယ်လောက်တုံးဆိုရင်300 300ကျန်မယ်နော်ဒါဆိုလို့ရှိရင်300အဆုံးတက်ဈေးကြီးလို့ရေးနေရအောင်ဒီမှာခဏလေးတစ်ချက်ဖြတ်ထား